ားသိန်းဝင်းချင်မှာတော်တော်လေးအကျန်းခံတယ်ဆိုတော့ Oppo ရဲ့ A58 အကြောင်းလေးကိုနည်းနည်းလေးပြပြပေးမယ်။ ပထမဆုံးပြောမယ်ဆိုရင် Oppo A5 ကဈေးနှုန်းညာဆိုရင်9000ဝန်းကျင်မှာ version တစ်ခုခွဲဝယ်လို့ရတယ်။အဲ464 version ရ4128 version နှစ်ခုခွဲပြီးဝယ်လို့ရတယ်။ဒါကကိုယ့်ရဲ့ budget ပေါ်ချိန်ပြီးစိတ်ကြိုက်ဝယ်လို့ရ။အဲပြီးနောက်တစ်ခုနေနဲ့ဆိုရင်ဒီကောင်းရဲ့ display ပိုင်း display ကဒီကောင်းက Gorilla Glass 7 Eye ကိုတုံးမိထားတာဆိုတော့တောင်းတန်းကိုပြုတ်ကျရတယ်ပါလေဆိုရင်တောင်းတောင်းမှန်ကွဲတာတွေပါမရှိဘူး။အကျန်းခံတယ်ဆိုတော့ phone ပြီးဒီကောင်းမှာရေးဆိုးခံတာတွေပါလည်းပါသေးတယ်။အဲပြီးတော့ဒီကောင်းမှာ performance နေနဲ့ဆိုလို့ရှိရင်တော့ Snapdragon 6 4G Gen 1ကိုထည့်ထားပြီးရ။အဲ camera နေနဲ့ဆိုရင်32 megapixel အဓိကတော့ Oppo ရဲ့ A58 ဆိုတဲ့ဖုန်းက9သိန်းဝန်းကျင်မှာကိုကအကျန်းခံတဲ့ဖုန်းဘက်ထရီတောက်တဲ့ဖုန်းအော် new ဘက်ထရီသလိုဒီကောင်းမှာက6000 mAh ဘက်ထရီရဲ့45 watt charging ပါသေးရဲ့ဆိုတော့သူ့ဟန်သူတော်တော်လေးကိုအဆင်ပြေလို့ပြောလို့ရတယ် ဓိကခုနဟာဆက်ပြောရင်ဒီ9သိန်းဝန်းကျင်ဆိုတဲ့ဈေးမှာအကျန်းခံတဲ့ဒီဇိုင်းလာတဲ့ပေါ့ပေါ့ပွားနဲ့ဘက်ထရီထောက်နေဆိုတဲ့ဖုန်းလိုချင်တဲ့ဆိုတဲ့သူတွေတော့ကတော့ဒါ Oppo A5 ကိုရွေးလို့ရတယ်။အဲ gaming တွေဘာတွေကတော့အရင်အစ်စင်မြန်မာမဟုတ်ဘူး။ဒီက official global ဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ဒါလူကြီးတွေ၃နိုင်လူငယ်တွေ၃နိုင်လည်းတော်တော်လေးကိုမှအဆင်ပြေတယ်။ဆိုတော့ငါးသိန်းဝန်းကျင်မှာလူကြီး၃တွဲလူငယ်တွေ၃တွဲအကျန်းခံတဲ့ဖုန်းမျိုးဘက်ထရီခံတဲ့ဖုန်းမျိုးဒီဇိုင်းလာတဲ့ဖုန်းမျိုးဆိုရင်တော့ဒါ Oppo ရဲ့ A5 ကိုရွေးချယ်လို့ရတယ်။ ဆိုတော့နောက်ထပ်ဘယ်ဖုန်းအကြောင်းလေးသိကျင်သေးလဲဘယ်သူတွေအတွက်ဘယ်ဖုန်းတွေကကြိုက်တာလေးတွေကိုလှုပ်ပေးသိကျင်သေးလဲအောက်ကကွန်မန့်မှာမှတ်ခဲ့ပါအောင်နောက်မှတွေ့ကြပါဘောအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ကအဲ့ဒီကြော်ရပါ Yangon Mobile Store